တော်ဘောလင်းအိယာထားလာတဲ့အချိန်ကနေစပြီးတော့မှအိယာဝင်တဲ့အထိကွန်ပျူတာနည်းပညာနဲ့ဒီကနေ့ကွဲခွာနေလို့မရပါဘူးကော်ဖီစားဖြော်ပြီးဆိုကြတဲ့ကော်ဖီမရှင်းတွေထိုးစတာအာဗင်ပေါမောက်မီကင်နဲ့စက်တွေအဲ့ဒါတွေကအကုန်လုံးကွန်ပျူတာပရိုဂရမ်မင်းနဲ့လုပ်ထားတာ အနည်းနဲ့အများပါတယ်ကျွန်တော်အားလုံးက computer ပေါ်မှာအားကိုးနေရပါတယ်ဘယ်လုပ်ငန်းလုပ်မလဲဘယ်အလုပ်သွားလုပ်မလဲ site ပြွေးလုပ်မလားဘန်မာလုပ်မလား entertainment industry မှာလုပ်မလား manufacturing မှာလုပ်မလား the healthcare system တွေလုပ်မလား the computer နည်းပညာနဲ့ကင်းကွာလို့မရတဲ့နေ့ကိုကျွန်တော်ရောက်ရှိလာပါပြီ1 million of good paying jobs in America may go unfilled because only 1 in 10 school teach programming ကောင်းတဲ့အလုပ်လစာများတဲ့အလုပ်တန်းကျော်လောက်အမေရိကန်မှာကမဖြစ်နိုင်တာဘာကြောင့်လဲဆိုတော့ဆယ်ချောင်းမှာတစ်ချောင်းလောက်ပဲကလေးတွေကို programming သင်ပေးလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ Google company ကအလုပ်လုပ်ပြီးတော့မှပညာရေးဝန်ကြီးလုပ်တဲ့အမျိုးသမီးတစ်ယောက်က What is more fundamental to a country than providing people with the skills they need to have a job for a good livelihood? ိုင်းပြည်တပြည်မှာလူတွေရဲ့စားဝတ်နေရွေးကောင်းကောင်းမွန်မွန်နေနိုင်ဖို့အတွက်ကိုအလုပ်ကောင်းကောင်းရနိုင်မဲ့တွန်းကျင်မှုတွေကိုသင်ပေးတာထက်အရေးကြီးတာဘာရှိအောင်မလဲလို့ပြောသွားတာဖြစ်ပါတယ်။နောက်တစ်ခုကျွန်တော်မှတ်မိတာက President Obama ပြောသွားတဲ့စကားရှိတယ်။ Video game တွေကိုမဝယ်ပါနဲ့။ Video game တွေအလုပ်ပါ။ Don't just buy video games and play the video games. Try to make one.

7 years ago England started pushing to teach coding in elementary school Australia Canada Holland and most of the EU countries and Singapore are also doing that လောကရခဏနှစ်လောက်က England မှာဒီမူလတန်းကလေးတွေအစပြီးတော့မှဒီ computer programming coding ကို သင်ကြားဖို့အတွက်ကိုတိုက်တွန်းလာပါတယ်။ထို့ဒီ၎င်းမဲ့ Australia, Canada, Holland, EU country တော်တော်များများနဲ့ Singapore လိုနိုင်ငံတွေကလည်းပဲမူလအတန်းကျောင်းကလေးကနေပြီးတော့မှကလေးတွေကို computer programming နဲ့ coding တွေကိုစပြီးတော့သင်ကြားဖို့တိုက်တွန်းလာပါတယ်။ကျွန်တော်အနေနဲ့မြန်မာပြည်မှာရှိတဲ့မိတ်ဆွေတွေကဘာအနှံ့မှာရှိတဲ့ ပြမမိတ်ဆွေတွေကိုကျွန်တော်စေတနာနဲ့ဘာပြောချင်တာလဲဆိုတော့ဒီ computer programming ကိုတင်မှာဟောငါဆရာဝင်ပဲငါနဲ့မဆိုင်ဘူးငါကအစိုးကြပဲငါနဲ့မဆိုင်ဘူးငါကအခြားလုပ်ငန်းလုပ်တာပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့မှလက်လျူရှုလို့မရတော့ပါဘူး ဒါကြောင့် ကျွန်တော်ပညာဒါနအနေနဲ့ကျွန်တော်ရဲ့ဒီ Simon Thuda YouTube Channel မှာ programming အသံတွေကို အခမဲ့သင်ပေးနေပါတယ်ကျွန်တော်သင်တန်းတွေကလောကကိုအခြေခံမရှိတဲ့လူတွေ computer programming တကားမှမလုပ်ဘူးတဲ့လူတွေကိုဟောက်ချီအနေစကားကြီးခါကို ABC ကနေစပြီးတော့မှသင်ကြားပေးတဲ့အတွက်ကြောင့်လွယ်ကူစွာလေ့လာနိုင်တယ်လို့ယုံကြည်ပါတယ်အခုလောလောဆယ်ကျွန်တော် HTML CSS နဲ့ JavaScript တွေကိုသင်ပေးနေပါတယ်။ဒါကြောင့်မလို့ကျွန်တော် channel ကို subscribe လုပ်ကြပါ၊ like လုပ်ပေးပါ၊ notification bell ကိုလည်းနှိပ်ထားပေးပါ။နောက်ပြီးတော့ကျွန်တော်ကိုဘယ်ဘာသာရပ်တွေသင်ကျင်တယ်၊ဘယ်ဘူဒ္ဓ sharing တွေကိုသင်ပေးကျင်တယ်၊ဘယ်ဗီဒီယိုတွေလုပ်ပေးကျင်တယ်ဆိုတာပြောကျင်လို့ရှိရင်ကျွန်တော် YouTube comment တွေရေးပေးပါ။ကျွန်တော်ရဲ့ Simon Tuda Facebook page မှာလည်းလာပြောပေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။